ားလုံးမင်္ဂလာပါကျွန်တော်တို့ Chelsea fan page လေးနဲ့ပြန်လည်ကြိုဆိုပါရစေကျွန်တော်တို့ဒီတစ်ပတ်တော့ Arsenal နဲ့ပေါ့နော် London Derby ဖြစ်အခန့်ရှင်ပြန်ကစားရတယ်အာကျွန်တော်တို့ Chelsea ရင်းနှီးခဲ့တယ်ပေါ့နော်1-0ဆိုတဲ့ကျင်းမြောင်းနဲ့ရလက်နဲ့ရင်းနှီးခဲ့တယ်အာဒီပွဲနဲ့ပတ်သက်ပြီးတော့ပွဲပြီးအမြင်လေးတွေခန်းစားချက်လေးတွေပြောရအောင်ပေါ့နော်ဆိုတော့ဟိုပွဲပြီးရလက်ကြည့်ရင်တော့1-0ပေါ့1-0အာငါတို့အာ1-0ဆိုတဲ့ရလက်နဲ့ရှုံးခဲ့တာ ။အဲ့လောက်ကြီးလဲခြေကွာမယ်မထင်ပါဘူးလို့ဟိုတွေးကောင်းတွေးနိုင်တယ်။အာတခြားလက်ကကျင်မြောင်းဝင်မဲ့ခြေရအကွာကြီး။ဆိုတော့ဒါကိုပရမသုံးကျွန်တော်ပြောချင်တယ်။ဆိုတော့အော်ဒီပွဲမှာအစနေဘက်ကတော့ဘာမှပြောစရာရှိမယ်လို့မထင်ဘူး။အရန်ကောင်းတယ်။သူတို့ရဲ့ standard ကိုသူတို့ပြတယ်။အာချက်စီးဆိုတာနေနိုင်မှာကွာဆိုတော့ပုံစံမျိုးထိပြရတယ်ပေါ့နော်။အော်ဒါကိုပဲပြောချင်တယ်။အာကျွန်တော်တို့ချက်စီကိုပဲအဓိကထားပြီးတော့ ်ပြောရမယ်လို့ထင်တယ်ပေါ့နော်ဟိုချက်စီမှာတော့ဘာမှအာရှားစရာမရှိအောင်စုပြတ်တက်နေပြီအာဒီနည်းပြလက်ထက်တော်တော်ဆူဆူဝါးဝါးပဲပေါ့နော်အာကျွန်တော်တို့ဟိုညအပေါ်မှာဆိုရင်လည်းမိနစ်30နီးပါးအထိကျွန်တော်တို့အေရီယာပေါက်ထဲမှာတစ်ဖက်သင်းရဲ့အေရီယာပေါက်ထဲမှာတစ်ချိန်မှမရောက်ဘူးဆိုတော့ဒွယ်လုံးလဲကူကူရလာကိုကန်နဲ့တစ်ချက်ပဲကိုပေါက်တဲ့တယ် ိုတော်တော်ပြက်နေပြီလို့ပြောလို့ရတယ်ပေါ့နော်ဟိုဘာမှကိုအာလုံးလို့မရတော့ဘူးဟိုဒီနေ့ပွဲကကိုပမပါခြင်းမပါခြင်းနဲ့မဆိုင်ဘူးကျွန်တော်ကိုပမပါလဲဒီတိုင်းပဲနေပါပဲကျွန်တော်ဤလေလေနဲ့အာတက်စစ်မှာချိတ်ဆက်မမိဘသူနဲ့ဘသူနဲ့တွဲကစားလို့တွဲကစားနေမှမသိဘူးဘသူကတက်စစ်မှုမှမသိဘူးဘသူကခိုးသွင်းမဲ့လူမှမသိဘူးအသိန်းကိုဘသူကဥဆောင်နေရလဲဒါမျိုးတွေရေရတဲ့ တိကျတဲ့အခြေအနေကိုမတွေ့ရအောင်ဆိုတော့ now ပွဲဒီမှာလည်းဒီလိုပဲနေမှာပဲသူတို့ဒီနည်းပြောကိုမနိုင်ပြောရင်အာတော်တော်စိတ်ပြတ်နေပြီစိတ်ကုန်စိတ်ကုန်တယ်ပေါ့နော်စိတ်ကုန်တယ်အာတစ်ဖက်သင်းအဲတစ်ဖက်ကျွန်တော်တို့အသင်းရဲ့အခြေအနေတွေဘာတွေလိလသုံးသက်ဖို့အချိန်မရှိတာလားဒါမှမဟုတ်တကယ်ပဲမလိလတာလားဘာကြောင့်ဒီလိုစကားပြောလဲဆိုတော့ ကျွန်တော်တို့အသင်းတိုင်းကို deformation နဲ့ဒီပုံစံနဲ့ပဲကန်နေတော့တစ်ဖက်သင်းတွေကရိတ်စားမိပြီးကျွန်တော်တို့ဟိုဒီချက်စီးဆိုတာဒီလိုကန်နိုင်နေဆိုတော့အတိတကယ်လဲကျွန်တော်တို့နိုင်တဲ့အခြေအနေဖြစ်တယ်ပေါ့နော်ဆိုတော့ဟိုဒီပြအနေနဲ့ plan b plan c ဒါမျိုးတွေမရှိဘူး plan c ဆိုတော့မပြောနဲ့ကျွန်တော်တို့ plan b မရှိဘူးပေါ့ plan b မရှိဘူးအဒီ formation ဒီပုံစံနဲ့ပဲကစားတယ်ဘယ်အသင်းနဲ့ပဲလာလာ ဒါအနေများတဲ့အခြေအနေပဲကျွန်တော်ညအာဆင်နယ်ဆိုရင်ပလန်ဘီမပြောနဲ့ဗျာကျွန်တော်တို့ပလန်အီတော့ကောင်းကောင်းအားမထုတ်လိုက်ရအောင်သူတို့မှလည်းတက်စစ်မှုမပါဘူးအာကူရတဲ့ဘူကာယိုဆာကာမပါဘူးကျွန်တော်မှလည်းနီကိုလက်ဂျက်ဆင်ဒါပဲမပါဘူးကိုဘမမပါဘူးထားလိုက်ပါဒီချီနှစ်ရက်မှာအတူတူပဲဗျာကျွန်တော်ဒါပေမဲ့အာဆင်နယ်ရောအေးဆေးဆေးအလုပ်လုပ်သွားတယ် တို့ချက်စီမှာတော့ပြောင်းစံနေရပဲ။ဘာကစားခွက်မှမရှိဘူး။ဟိုကစားသမားတွေရဲ့ quality ကပြန်ပြီးတော့ထိန်းစောနိုင်တာကလွဲလို့ကျွန်တော်ဘာမှမလုပ်နိုင်။ So ဟိုပိုချတီနိုရိုဂရီဟမ်ဘော်တာရိုကမှဟိုကျွန်တော်တို့ဟိုတလောက်ဆိုးမှတော့မဟုတ်ဘူးပေါ့နော်။ဟိုဆိုဟိုပြောချင်တာက ဒီနိပြဟိုဒီအန်ဇိုမာရစ်ကာကိုကျွန်တော်တို့အစအစာချင်းခန့်အတုံးကလည်းမကြိုက်ခဲ့ဘူး။ဟောကျွန်တော်ချန်ပီယံရှစ်ကနိပြချန်ပီယံရှစ်အဆင့်မှာပဲရှိမှာကျွန်တော်ပြောခဲ့တယ်။ဟိုချက်တီနိုဒုတိယရာသီထားဖို့အတွက်ကျွန်တော်တို့တောင်းဆိုခဲ့ကြပြီမဲ့ဟိုချက်တီနိုကိုထုတ်ပစ်တယ်။တကယ်ဆိုရင်ဟိုချက်တီနိုကအချိန်ကြီးအထထိုင်ကြနေတဲ့အချိန်ကြီးတစ်ခုရောက်ခဲ့ပြီ။ကျွန်တော်ဒုတိယရာသီကမှတော်တော်ကောင်းနေပြီ။တကယ်ဆိုတရားဒီမှာတော်ဖို့ရေးအေးစစ်ဝင်ရတော့မှာဘာကြောင့်လဲဆိုတော့ လစ်ပါဘူးအလွယ်ကျွန်တော် channel အသင်းကြီးကအကုန်တိုင်ပတ်နေတာဒီချိန်မှာတော့မှကျွန်တော်တို့အသင်းရဲ့အချိန်ကြီးကဟန်နေတဲ့ပုံမပေါ်ဘူးအဓိကပြန်ပဲ Manchester United တန်းစုံနဲ့မှရောက်နေတယ် Manchester City တော်တော်တိုင်ပတ်နေတယ် Arsenal လည်းထင်တယ်လို့ကြီးကောင်းနေရမှာဟုတ်ဒီလိုချင်းနေမှာတော့မှကျွန်တော်ဟိုဟတ်တူဝဲတွဲဆုံမှုတွေမှာ လုံးဝအသာစီးမရဘူးချမ်းမြန်ဖြစ်တဲ့နီးပြတိုင်းနီးပြတိုင်းကဒီဟတ်တူဟတ်တွေမှာအသာရပြီးတော့ချမ်းမြန်ဖြစ်ကြတာဒါကိုတတိထားပြီးကြည်နော်ကျွန်တော်နီးပြမော်နီဟိုအဆလော့ဒီကိုဟစ်တဲ့ထားပါဒီလိုနီးပြတွေတစ်ချောင်းလုံးကိုကျွန်တော်တို့တော့မတူချေအဆုံးထားလိုက်ပါတော့အန်တိုနီယိုကွန်တီ front lamp back front lamp back ကမှကျွန်တော်ဟိုအတင်းကြီးကိုရှင်းကန်နိုင်တဲ့အနေအထားမျိုးရှိခဲ့သေးတယ်လို့ပြောလို့ရတယ်။ဒီနိဗ္ဗာန်ဆိုမှလည်းစကားဘယ်သင်းမှကိုကောင်းမနိုင်တာ။ကျွန်တော်တို့ငင်နိုင်ဖြစ်တဲ့စပါးကိုပဲနိုင်တာ၊ကျန်တဲ့သင်းကိုမနိုင်။ဆိုတော့ချမြန်ဖြစ်ခြင်းနဲ့နိဗ္ဗာန်တိုင်းက head to head အတင်းကြီး head to head ထိတဲ့တွဲဆုံမှုတွေမှာအသာမရဘူးဆိုရင်ချမြန်ဖြစ်ဖို့မမျှော်လင့်နဲ့။ဘယ်တော့မှဖြစ်မလာဘူး။ဆိုတော့ဟိုဒီနေ့ပွဲမှလည်း ။ဒါဆိုဘာမှကိုမလုံနိုင်ဘူး။ကြည့်ရတဲ့လူတွေလည်းတကယ်ကိုစိတ်ဆင်းရဲ။အာဒီအပြင်းမှန်းကြည့်ရင်တော့ပွဲမကြည့်ပဲနဲ့အပြင်းမှန်းကိုကြည့်မယ်ဆိုရင်တော့ကျွန်တော်အသင်းရဲ့ဘလုံးပိုင်ဆိုင်မှုတွေများနေတယ်။ဒါကိုတွေ့ရလိမ့်မယ်။ဒါပေမဲ့ကိုးပေါက်ချေချောက်မှုတစ်ချိန်ပဲရှိတယ်။အဲ့ဒါတွေကပါလဲဆိုအာအပေးလိုက်ပေးတယ်နောက်ပြန်ပေးတယ်ဒါတွေနဲ့ပဲအချိန်ကုန်နေရတယ်။ ကျွန်တော်ဖော်ဝက်ပတ်တွေမထွက်ဘူးကီးပတ်တွေမထွက်ဘူးဒါလိုက်ဘောတွေမထွက်ဘူးဆိုဒီဘက်ကမှကျွန်တော်တို့ဟိုဒီဂွာရီယိုလာလိုနီးပြတော့မှနောက်ပိုင်းမှာဒါလိုက်ပတ်တွေအသုံးပြုပြီးတော့ဟိုဆော့ကစားနေတဲ့အချိန်မှာကျွန်တော်တို့တော့ပုံသေးနီးတိုင်းပဲသွားနေဒါအောင်မြင်နိုင်တဲ့အခြေအနေမျိုးမရှိဘူးကျွန်တော်တို့ဟို flexible ဖြစ်တဲ့ အာကစားကွက် system တခုတည်ရမဲ့အနေထားမျိုးမှာခေါင်းမနေရဆိုရင်တော့ဒီနည်းပြလည်းလက်ရမှာပဲဒီချိန်နဲ့တော့ကျွန်တော်တို့ချမင်းလေးဝင်ခွင့်မျှော်လင့်ချက်ရလိမ့်မယ်လို့မထင်နဲ့မရဘူးဒီကြောင်ပါ conference လေးတော့မှာကျွန်တော်တို့တော်တော်အဆင်နေနေလို့ဒါတော့မှတော့ကျွန်တော်တို့ကိုမင်းကိုကြောပြီးပြီခု league ဝါဆောကြောဦးမှာပဲနောက်ထပ်ကျွန်တော်တို့ dual bat တို့ fiorentina တို့တွေ့ပြုတ်မှာဒီခြေနေနဲ့ဒီခြေနဲ့ဒီစိတ်သက်တွေနဲ့ ဒီကစားကွက်နဲ့ဆိုခုကျွန်တော်တို့ international break မတိုင်ခင်ကံကောင်းတာပါလို့ဆို Brighton နဲ့ Manchester City နဲ့တွေ့ပြီးတေးကြသွားလို့ကျွန်တော်တို့အဆင်လေးရနေမဖဲရတာဒါတော့မှနော်နေယူကဆယ်ကကျွန်တော်တို့လပါဘူးနဲ့ဖလားပြိုင်ပွဲရှိလို့ကန်းနေရလို့ယူကဆယ်ကတကယ်လို့နိုင်နေဆိုကျွန်တော်တို့အဆင်လေးရနေစင်းပြရမှာဆိုဟိုမီကေအန်တီတာက ပွဲပြီးတော့ဘာပြောလဲဆိုတော့ဒီချက်စီးဆိုတာကပရီးမီးယားလိရဲ့တိုက်စစ်ဆွာအကောင်းဆုံးအသင်းဆိုပြီးတော့ပြောသွားရပါတော့။သူကတော့လောင်လာလားဒါမှမဟုတ်တကယ်အတီးပဲပြောလာတော့မသိဘူးကျွန်တော်တော့နားရှက်တယ်။ဆိုဟိုဘယ်ပြစ်လောင်တော့လောင်ရတာပေါ့နော်။ဟောဒီလိုလိုနေနေလေရင်းကြီးတော့မမျောလင်းတော့နေပေါ့နော်။ဒီနေ့ဒီနေ့ပြဒီပိုင်းရှင်နေနေတော့ဆိုအလုံး 这是怎么来的？